။အိုရှိခိတုံကသိပံပညာမထုံးကားခင်အချိန်တုန်းကဆိုလို့ရှင်တော့ပိရမစ်တွေကိုတကယ်ပဲစောင့်နိုင်ခဲ့ကြတာလား။လူတွေစောက်တာလား၊ဂျိုသားတွေစောက်ခဲ့ကြတာလား။ဟုတ်ကဲ့ဒီနေ့မှတော့ပိရမစ်တွေတဲကိုဝင်ပြီးတော့ဘလို့စောက်ခဲ့ကြလဲဆိုတာလေ့လာကြည့်အောင်ပါ။တတိမထားမင်းရဲ့ထဲကိုဝင်သွားမယ်ဆိုလို့ရှင်အောက်ကိုပြုတ်ကျသွားနိုင်ပါတယ်။ပိရမစ်ထဲမှာလည်းရေကန်တွေရှိနေပါတယ်။နာယီပေါင်းတနားရီလောက်အသုံးပြုတ်ပြီးတဲ့အခါမှာတော့ပိရမစ်ထဲကိုဝင်ပြီးတော့လေ့လာခဲ့ကြပါတယ်။ပိရမစ်ထဲစောင့်ဝင်ပြီးတော့ဖြည်းဖြည်းချင်းလမ်းလျှောက်သွားကြပါလေ။လမ်းကြောင်းလီကားလေးတွေရောက်လာကြခဲ့ပြီးတော့ပိရမစ်အခောင်းဝထိန်းသားကိုရောက်လာခဲ့ပါပြီ တကယ်ကျွန်တော်မြင်မြန်တက်ကြည့်ကြဒါကဘာကြီးများပါလိမ့်လုံခဲ့တဲ့နှစ်ပေါင်း၄၅၀၀လောက်ကဒီပိရမစ်ခန်းထဲမှာဘုရင်တစ်ပါးကိုမြေမြုပ်ခဲ့ကြတာပါတိမ်ပေမညာရှင်တွေကဘုရင်အလောင်းရှိတဲ့အခန်းနောက်ထပ်တခန်းရှည်ဦးမယ်လို့ထင်ကြပြီးတော့ပိရမစ်ကိုလေ့လာဖို့တဲ့အကုံလုံးတက်ညီလက်ညီနဲ့ရောက်လာခဲ့ကြပါတယ်ပိရမစ်ထိပ်ကနေအောက်ဖျားစီကိုဖြည်းဖြည်းချင်းဆင်းပြီးတော့လေ့လာကြရင်နဲ့အထက်ကလေကားတည်တည်လေးပဲသုံးပြီးဖြည်းဖြည်းချင်းဆင်းလာခဲ့ကြပါတယ်အယိုးတွေကိုတွေ့တဲ့အခါမှာတော့အချင်းချင်းဆွေးနွေးကြပြီးတော့ခရီးဆက်ခဲ့ကြကခရီးဆက်ရင်ရေတွေရှိတဲ့နေရာစီကိုရောက်ရှိလို့လာပါပြီ။ အမှပါရီရှိလေတည်ကျင်ကြတဲ့အခါမှာတော့ရင်ကုန်ကြည့်ဖို့လှုပ်ကြပြီးအဲ့ဒီနေရာကိုအရင်တုန်းကဘယ်လူသားမှမရောက်ခဲ့ဘူးပါဘူးရင်ကုန်မိမဲ့ဘာမှမမြင်ရပါဘူးရေကန်တောင်လေးမှာအပေါက်လေးတွေတော့ဘယ်နှောင်းကိုရောက်မလဲဆိုပြီးတော့ဝင်ကြည့်ကြပါတယ်အထဲကိုရောက်လေလေလမ်းကပိုပြီးတော့ကျင်းသွားလေလေဆိုတော့ဆက်မဝင်တော့ဘဲနဲ့ပြန်ထွက်လာခဲ့ပါတယ်ခကြီးဆက်လာကြရင်နဲ့ခန္ဓာနဲ့တကားဝါနာရောက်လာကြပြီးတော့နေရင်တွေအကုန်လုံးကပြောင်းလဲနေတာကိုတွေ့ရပါတယ်တေချာကြည့်လိုက်တဲ့အခါမှာတော့အခန်းထဲမှာဘာမှမရှိပါဘူး ပရီမင်နဲ့ကိုလိုက်ကြည့်ပြီးတဲ့အခါမှာတော့ထွက်လာကြပြီးတော့အုပ်စုလိုက်နောက်ထပ်ပရီမင်တစ်ခုစီကိုသွားဖို့ပြင်ဆင်ပါတယ်။ကြောက်စာတွေလည်းရှင်းနေပြီးတော့မှတချို့ပရီမင်တွေဆိုရင်အကောင်ပုံစံတွေဖြစ်နေပြီးအလောင်းကိုမတွေ့အောင်ဖတ်ထားကြပါတယ်။ဝင်းမောက်တွေကအကောင်ရဲ့အနောက်မှာရှိပြီးတော့မှရွှေနဲ့လှုပ်ထားပြီးအထဲကိုဝင်ကြည့်တဲ့အခါမှာတော့အလွတ်ကြီးဖြစ်နေတာဘာယရနာမှမရှိပါဘူး။နောက်ထပ်ပရီမင်တစ်ခုကတော့လူဝင်ပေါက်ရှိပြီးတော့မှအထဲကိုရောက်ရင်ဘာပစ္စည်းမှမဖြစ်စည်းဖို့တဲ့ဂရီပေးရပြီးတော့အတွင်းနေရာဒီမှာပကြီးတွေရေးဆွဲထားကြပြီးအီဂျစ်လူမျိုးတွေရဲ့ဘဝနေထိုင်မှုပုံစံတွေကိုဖော်ပြလို့ထားပါတယ်။ ပြေးဝိုင်းဆက်တဲ့ပုံစံတွေပကြီးဆွဲထားပြီးတော့မှတခြားရှုခင်းပုံတွေလည်းဆွဲလို့ထားပါတယ်။ပြီးနေမဲ့နေရံတွေထဲမှာလူပုံစံတွေလည်းဆွဲထားကြပြီးတော့တချို့ဟာတွေကတော့စာရေးထတာလားပုံဆွဲထတာလားမသေးကွဲပါဘူး။နေပူစာလုံခဲ့တဲ့သူတွေရဲ့အလောင်းတွေလည်းရှိတာကြောင့်ပြီးနေမဲ့ကိုစောက်ခဲ့တာကဂျိုသားတွေတော့မဟုတ်ပါဘူး။အခုချိန်ထိပြီးနေမဲ့အဆုံးထိလူ90ပြည့်အောင်မဝင်ဘူးသေးပါဘူး။အထက်ကိုဝင်လိုက်ရင်ဘရင်ဖွတ်ထားတဲ့ရတနာနဲ့ဘာလီဝဲချက်တွေရှိမလဲဆိုတော့လည်းဘယ်သူမှမသိပါဘူး။လင်းတို့တွေလည်းအများကြီးပါပဲ အထဲရောက်တဲ့ခါမှာတော့လူတန်းတွေကြားရတော့အောင်းနေတဲ့လင်းတို့တွေကအများကြီးထွက်လာပါတယ်။နေရာပေါ်မှာပိရမစ်ဆုံသွားတဲ့ပကြီကားလေးကိုတွေ့လိုက်ရတော့ဒီပိရမစ်လေးလာမှုလေးဟာဒီလောက်ပါပဲ။နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံလေးကြပါမယ်။လူကြီးမင်းတို့အနေနဲ့အာရေဗျနိုင်ငံကိုလာမယ်ဆိုလို့ရှိရင်တော့အရန်ကိုထိုးဆက်နေပါလိမ့်မယ်။သူတို့စားတဲ့အစားအစာတွေကလူကြီးမင်းတို့မျက်စိရှိမှမြင်ရတာတွေနဲ့လုံးဝမတူပါဘူး။ပဇွန်လေးဘုံကိုတံမြာသေးညစ်ပြီးစားတာကပြက်တနာမဟုတ်သေးပါဘူး။ပဇွန်လေးကိုတံမိုးကြီးနှစ်ပုံအပြည့်ဖမ်းလာကြပြီးတော့ရေစေးတန်းစင်ပါလေ။ပဇွန်တံမြာချက်နီးကအရန်ကိုရှုပ်ထေးပြီး အစာပလာတွေလည်းအများကြီးကိုထည့်ရပါတယ်တခုမှကြံခဲ့လို့လည်းမဖြစ်ပါဘူးအရသာမုံတွေလည်းအစုံထည့်ရပြီးတော့မှငွေဒီအချောက်တွေထည့်ပြီးတော့နာနမင်းနဲ့တခြားအရွက်တွေလည်းထည့်ပါတယ်အရွက်တွေနာရီဝက်လောက်ပြုတ်ပြီးတဲ့အခါမှာတော့ပစုံတွေထည့်ပြီးပစုံတွေကျက်တဲ့အထိပြုတ်ပြီးရပါတယ်ပစုံတွေကျက်ပြီးတော့မှအနီရောင်တန်းသွားရင်တော့အိုးလိုက်ကြီးတွန်းချရမှာဖြစ်ပြီးစားလို့မရသေးဘဲနဲ့တံမြာသေးတွေလှီးပြီးတော့ပစုံလေးတွေရဲ့နာမှာလှောက်အောင်စီရပါတယ်အရင်ကမှတော့တံမြာသေးညစ်ပြီးတော့အားရပါရစားလို့ရပြီဖြစ်ပါတယ် အရန်ကိုစားကောင်းတာကြောင့်တလုတ်တကောင်နှုံးနဲ့စားပြီးစားနေတာတွေကိုလုံးဝရက်တဲ့ညမှာမဟုတ်ပါဘူးခင်ဗျာ